ကလေးတွေဟာမွေးလာတယ်မွေးလာပြီး under 5ပေါ့ငါးနှစ်အောက်မှာကလေးတွေကမိသားစုဓာတ်ထဲမှာနေရတယ်မိသားစုရဲ့အမူအကျင့်နေသူရှိကိုကူးတယ်တချို့ကလေးတွေကကြတော့မိသားစုကကောင်းရဲ့သားနဲ့ဆိုးတယ်တချို့ကလေးတွေကြတော့မိသားစုကောင်းတယ်လို့လိုက်ကောင်းတယ်တချို့ကလေးတွေကမိသားစုဆိုးတယ်လို့လိုက်ဆိုးတယ်ဆရာဆရာမရဲ့အမူအကျင့်တွေဟာကလေးတွေပေါ်မှာလာပြီးလွှမ်းမိုးပါတယ်အဲ့လိုလွှမ်းမိုးတဲ့အချိန်ကြတော့ဆရာဆရာမရဲ့ attitude ဆရာဆရာမရဲ့ဟိုအကြောင်းအရာတွေဟာဒီပေါ်မှာလာပြီးတော့လွှမ်းမိုးတယ်အဲ့မှာဆရာဆရာမကလည်းအကြောင်းမှာရိုက်မယ်ပုံမယ်ကြီးပြင်းလာမယ်ကြီးလာတဲ့အခါကျရင်ဒီကလေးဟာဘာဖြစ်လာမလဲကြီးလာတဲ့အခါမှာဒီကလေးကအရန်ဆိုးသွမ်းတဲ့ကလေးဖြစ်မလားအရန်ကြောက်တတ်တဲ့ကလေးဖြစ်မလားအပိုင်းနှစ်ပိုင်းကိုကျွန်တော်တို့စဉ်းစားလို့ရတယ်အဲ့တော့အဲ့လိုအပိုင်းမျိုးစဉ်းစားရင်ဘသူဟာအရေးကြီးတာလဲဆရာဆရာမကလည်းအရေးကြီးတယ်လို့လူကြီးတွေကလည်းအရေးကြီးတယ် ရော့ဒီမှာ MS Mail Remover နံစိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့မင်္ဂလာပါဆရာနာမည်ကတော့ဒေါက်တာဦးတောင်းကြည်လို့ခေါ်ပါတယ်ဆရာကရန်ကုန်တက္ကသိုလ်စိတ်ပညာဌာနကပါမောက္ခတယောက်ပါလက်ရှိလဲသင်ကြားနေတာပါအခု ကြုံတွေ့နေရတဲ့ပုံစံတွေကကလေးတွေဟာမွေးလာတယ်မွေးလာပြီး under 5ပေါ့ငါးနှစ်အောက်မှာကလေးတွေကမိသားစုဓာတ်ထဲမှာနေရတယ်မိသားစုရဲ့အမူအကျင့်နေသူရှိကိုကူးတယ်တချို့ကလေးတွေကကြတော့မိသားစုကကောင်းရဲ့သားနဲ့ဆိုးတယ်တချို့ကလေးတွေကြတော့မိသားစုကောင်းတယ်လို့လိုက်ကောင်းတယ်တချို့ကလေးတွေကမိသားစုဆိုးတယ်လို့လိုက်ဆိုးတယ်တချို့ကလေးတွေကမိသားစုဆိုးပေမဲ့သူတို့ကတော့ကောင်းတယ်ဘယ်လိုခြေနေမျိုးဖြစ်မယ်ဆိုတော့ကျွန်တော်တို့မသိဘူး psychologist တွေမှန်းတာတစ်ခုရှိတယ် individual differences เนาะကျွန်တော် တို့က individual လူတယောက်ချင်း क्वे ပြာခြားနာမှုเนาะလူတယောက်ချင်း क्वे ပြာခြားနာမှုလို့လူတယောက်ချင်း क्वे ပြာခြားနာမှုလို့ကျွန်တော်တို့ကပြောတယ် individual differences ကနေရာတိုင်းမှာပဲရှိမှာပါအဲ့တော့ဒီနေရာမှာကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်เนาะဘာနဲ့ရှင်ပြီးပြောရမှာဆိုကလေးဟာငယ်ရွယ်စဉ်ဘဝမှာမိသားစုတွေရဲ့ဘဝကနေတိုးတက်လာတယ်။နောက်အဲ့ဒီကနေမူဂျိုသွားမယ်။မူဂျိုက နေပြီးတော့ကျွန်တော်တို့ចောင်းကိုသွားမယ်။အဲ့ဒီမှာဇာလန်းကစပါပြီ။မူဂျိုမှာတည်းကဆရာဆရာမရဲ့အမူအကျင့်တွေဟာကလေးတွေပေါ်မှာလာပြီးလွှမ်းမိုးပါတယ်။အဲ့လိုလွှမ်းမိုးတဲ့အချိန်ကျတော့ဆရာဆရာမရဲ့ attitude ုဆရာဆရာမရဲ့ဟိုအကြောင်းအရာတွေဟာဒီပေါ်မှာလာပြီးတော့လွှမ်းမိုးတယ်လွှမ်းမိုးလိုက်တဲ့အချိန်မှာကလေးရှိမှဒီအမူအချက်နေပါသွားမယ်အဲ့တော့ individual differences ဖြစ်တဲ့အကြောင်းဒီဘယ်ကနေစခဲ့လဲမိသားစုဘဝကနေစခဲ့တယ်မူဂျိုမှာဆရာဆရာမနဲ့တွေ့တယ်ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်နည်းနည်းယာရုငယ်တုန်းကကျွန်တော်သားငယ်လေးကိုကျွန်တော်သွားထားတော့အဲ့ဒီမှာမူဂျိုမှာကလေးတစ်ယောက်ကတော်တော်ဆိုးတယ် ကလေးတောင်တယောက်စော့နေတဲ့ပစ္စည်းကိုလုတယ်လုပြီးတော့ဟိုကလေးကပေးပြီးထွက်သွားရင် तू ကအဲ့နောက်တစ်ခုယူရဲနောက်ကိုလိုက်တယ်ပြီးရင်အဲ့ကလေးကိုပေးပြီးထွက်သွားတယ်နောက်တစ်ခုသွားစော့တဲ့ချိန်မှာအဲ့နောက်တစ်ခုနောက်ကို तू ဆက်လိုက်တယ်နောက်ဆုံးဘယ်လောက်ထိဒီကလေးကစိုးလဲဆိုရင်ကြံတဲ့ကလေးတွေရဲ့ထမင်းကြိုင်တွေတွန်ပလိုက်တယ် ။နောက်အဲ့ဒါမိုးတွေလှုပ်တယ်။နောက်ပိုင်းကျတော့ဆီယမတွေကအဲ့ဒီဂျိုင်းတွေအကုန်လုံးကိုမြင့်တဲ့နေရာမှာထားတယ်။နောက်ဒီကလေးဘာဖြစ်လာလဲဆိုတော့ကလေးချင်းချင်းထမင်းစားတဲ့အချိန်မှာသွားပြီးတော့ထမင်းစားတဲ့ပကံထဲကိုသေးပန်းထားလိုက်တယ်။ဒီလောက်ဆိုးတဲ့ကလေးဘာလုပ်မလဲ။ဒီဆီယမရိုက်ရုံမှတပါးဘာမှမရှိဘူး။ကျွန်တော်လည်းကလေးရိုက်တာမကြိုက်ဘူး။အဲ့ဒီအချိန်မှာကျွန်တော်ကြည့်နေတယ်ဒီဆီယမရဲ့လှုပ်ရဟာအင်မတန်တော်တယ်။ကလေးကိုမင်းအဲ့လိုလှုပ်တာမှားတယ်။သူများပစ္စည်းကိုလူတာမင်းမှားတယ်။ပြီးရင်သူများထမင်းပ ကန်တဲ့ကိုသေးပန်းထဲ့တာမင်းမားတယ်အပြစ်ကိုအရင်ပြောတယ်ပြောပြီးကလေးကိုတောင်းမှထားတာတဲ့ကြံတဲ့ကလေးတွေစော့ခိုင်းတယ်သူကတော့ကြိမ်လုံးလေးကင်ပြီးကလေးကိုအဟန့်ကလေးနဲ့လုံးဝမရိုက်ပါဘူးပထမတည့်ရဲ့ကလေးကထားလိုက်ဆီယမကြိမ်လုံးထိုင်လိုက်ပြန်ပြီးတော့သူထိုင်လိုက်ဆီယဆီယမကြိမ်လုံးထောင်ရင်ပြန်ထိုင်လိုက်ဒီလိုနဲ့သူတနေကုန်မစော့ရပါဘူးနောက်တနေ့ကျတော့ဒီလိုပဲသူ့ကိုအဲ့လိုပဲပြန်ပြီးလှုပ်တာလုံးလုံးမရိုက်ပါဘူးနောက်သူ့ဟောက်လည်းမဟောက်ဘူးဘာမှမလုပ်ဘူးမင်းဒါဒါ မလုတ်သင့်ဘူးလို့သူ့ကိုနားလည်အောင်ပြောတယ်ကလေးဆိုတော့နားမလည်နိုင်ဘူးလေဒီတော့သူ့ကိုဘာလုပ်လဲဆိုတော့ဆီယာမအဲ့နီလန်နဲ့ပေးမကစားဘူးနောက်တနေ့ကျတော့ဆီယာမနားကိုသွားပြီးသူ kiss ပေးတယ်ตาမှားပါပြီး ဒီ share ဆိုပြီးတော့ तू အစင်ပြေသွားတယ်သူ့ကို ပေးစောလိုက်တယ်အဲ့ဒီမှာသူ့မိဘတွေကဟဲ့ကလေးကဘလို့ဖြစ်သွားတာလဲမူဂျိုကိုရောက်ပြီးမှကလေးဟာလုံလုံကြီးကိုပြောင်းလဲသွားတယ်ကောင်းလိုက်တာဆိုပြီးတော့အားလုံးကဝင်းတာတယ်ဒီလိုကလေးမျိုးတွေကိုကျွန်တော်တို့ကကဲကောင်းပြီဒီကလေးကိုငငယ်တုန်းကရိုက်မယ်ပုံမယ်ကြီးပြင်းလာမယ်အဲ့မှာဆရာဆရာမကလည်းကြောင်းမှာရိုက်မယ်ပုံမယ်ကြီးပြင်းလာမယ် ကြီးလာတဲ့အခါကျရင်ဒီကလေးဟာဘာဖြစ်လာမလဲကြီးလာတဲ့အခါမှာဒီကလေးကအရန်ဆိုးသွမ်းတဲ့ကလေးဖြစ်မလားအရန်ကြောက်တတ်တဲ့ကလေးဖြစ်မလားအပိုင်းနှစ်ပိုင်းကိုကျွန်တော်တို့စဉ်းစားလို့ရတယ်အဲ့တော့အဲ့လိုအပိုင်းမျိုးစဉ်းစားရင်ဘသူဟာအရေးကြီးတာလဲဆရာဆရာမကလည်းအရေးကြီးတယ်လို့လူကြီးတွေကလည်းအရေးကြီးတယ်ဒီကလေးဟာ under 5ပေါ့နော်၅နှစ်အောက်ကလေးပေါ့၅နှစ်အောက်ကလေးမှာတတိတဲပါတယ်တခါ၅နှစ်ကနေ၁၂နှစ်ကျွန်တော်တို့အပြိုပါဝင် င်အရွယ်ကိုကျွန်တော်တို့စဉ်းစားကြည့်ပါအဲ့ဒီအရွယ်မှာကလေးဟာလွတ်လွတ်လပ်လပ်နေမယ်သွားမယ်လာမယ်လိုအပ်ရင်သူ့ကိုကျွန်တော်တို့ဟာဆုံးမမယ်ဆုံးမတဲ့အခါမှာရိုက်ပုတ်ဆုံးမရင်ထဲအပြစ်ကိုပြောမယ်အပြစ်ကိုပြောပြီးသူ့ကိုဘာလုပ်မလဲကိုလိုချင်တဲ့ဘက်ကိုဆွဲယူမယ်ဒီလိုနီးလန်းဟာကျွန်တော်တို့အတွက်အကောင်းဆုံးနီးလန်းပါအဲ့ဒီကနေကြော်သွားပြီးကျွန်တော်တို့ adolescent အရွယ်ပျိုပေါ်ဝင်အရွယ်လို့ခေါ်ပါတယ် ပြိုးဘောဝင်အရွယ်မှာကျွန်တော်တို့ဘာတွေ့ရတတ်လဲသူတို့တွေရဲ့စိတ်တွေဟာမတည်ငြိမ်သေးဘူးယာယီစိတ်လို့ခေါ်တယ်သူတို့တွေမှာ အမျိုးမျိုးပြောင်းလဲသွားနိုင်တယ်အခုပဲသူတို့တွေဟာဟိုသဘောကောင်းတယ်အခုပဲသဘောထားဆိုးတာမျိုးတွေဖြစ်သွားနိုင်တယ်သူတို့ကိုပုံစံမျိုးစုံ တွင်းလိုက်လို့ရတယ်ရှွန်းတုံးလေးလိုပဲကြိုက်တယ်လို့ပြောင်းလဲလိုက်လို့ရတယ်သူတို့မှာ personality မဖြစ်သေးပါဘူးအဲ့ဒီကနေကြော်သွားပြီး adult တဲကိုဝင်သွားပြီးဆိုတော့မှကျွန်တော်တို့က personality ဆိုတာဖြစ်တာဒီတော့ဒီ personality ကိုကျွန်တော်တို့ကြည့်မယ်ဒီ personality ဟာဒီမှာအခြေအနေမကောင်းရင် personality ဟာလည်းမကောင်းဘူးဒါဆိုရင်ဘဝကြီးကိုကြည့်ပါ၅နှစ်အောင် very critical period အရန်အရေးကြီးတဲ့ကာလလို့ပြောတယ်ပြိုးပေါ်ဝင်အရွယ် critical period အရန်အရေးကြီးတဲ့ကာလလို့ပြောပါတယ်ဒီကာလနှစ်ခုမှာမှန်မှန်ကန်ကန်ကို ိုကြီးကိုသွေးဖွင့်ပြောရင်ကောင်းမွန်တဲ့ကိုကြီးကိုသွေးကို ပိုင်ဆိုင်မဲ့မှန်မှန်ကန်ကန်ဖွင့်ပြောမှုမရှိရင်မကောင်းတဲ့ကိုကြီးကိုသွေးကိုပိုင်ဆိုင်မဲ့ဒါကြောင့်မကောင်းတဲ့ကိုကြီးကိုသွေးကိုစင်စားရင်ကျွန်တော်တို့ဟာမြုံနေတဲ့ကလေးရှိမဲ့လုံးဝကြောက်သွားတယ်ပေါ့နော်အရန်ကြွသွားတဲ့ကလေးဆိုရင်နှမျိုးစလုံးဟာမကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလေးကိုမွေးမြူထိန်းသိမ်းတဲ့နေရာမှာမိဘတွေတင်မကပါဘူး ဆရာဆရာမကလည်းအရေးကြီးတယ်ထိုနီးတူစွာတငယ်ချင်းအပေါင်းသင်ကလည်းအရေးကြီးပါတယ်ကောင်းမွန်တဲ့တငယ်ချင်းနဲ့ပေါင်းရင် ကောင်းမွန်တဲ့လမ်းကြောင်းကို ရောက်မယ်ဆရာဆရာမရဲ့သဘောထားဟာသူတို့ပုံမှာလွှမ်းမိုးတယ်ဆရာဆရာမရဲ့ဆုံးမပဲ့ပြင်မှုပြဿနာဖြစ်မယ်ရိုက်မယ်ပုတ်မယ်ဆိုရင်ဒီကလေးအတွက်မကောင်းတဲ့ကိုကြီးကိုသေးကိုဖွင့်ပြလိမ့်မယ်လို့ပြောကြရင်းနဲ့ပဲဆရာ သင်္ကန်းစာလေးဏိဂုံးချုပ်ပါတယ်